အလုံးပဲမြင်ကြလားဗျာဒီမြက်လေးပွဲစဉ်17ဖြစ်တဲ့ဒီစနေနေ့ညမြန်မာစံတော်ချိန်ည12နာရီမှာကစားမယ်အရှင်နဲ့အတင်းနဲ့စနလန်တင်းတို့ရဲ့ပွဲကျွတ်တော်တဲ့ကျန်တဲ့ခမိုက်လေးချက်မှုကိုကျွန်တော်ညကိုလုံးနဲ့တူကိုပဲလုပ်ပြီးတော့ပါပါလက်ရှိမှာဆိုလို့ရှိရင်တော့စနလန်တင်းနေတယ်တော့ဒီနေ့ရက်ဒီတန်တက်လာပြီးတဲ့အတင်းတော့တင်းနေမှာဆိုလို့ရှိရင်တော့စနလန်တင်းကတော့ဒီနေ့ရက်ဒီပရီးမီးယားလိမှာတဲ့ကိုပုံစံကောင်းကောင်းပြတ်တတ်ပြီးတော့ခြေစွမ်းတက်နေတဲ့အတင်းတင်းတို့ပြောရပါဗျာသူတို့အတင်းနေတယ်ဒီလို တန်တက်လာတဲ့အသင်းအင်္ဂလိပ်အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်ပရီးမီးယားလိဆက်ပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ပရီးမီးယားလိဇာရက်တည်မှုမှာဆိုလို့ရှိရင်အစီလေးလေးနဲ့အစီလေးနဲ့ပါစစ်နေတဲ့အသေးသေးနဲ့တော့ဒီပရီးမီးယားလိမှာဆိုလို့ရှိရင်တော့ဒီတန်တက်လာတဲ့အသင်းတွေထဲမှာတော့အကောင်းဆုံးအသင်းတွေလို့ပြောရမှာဗျာလက်ရှိမှာဆိုလို့ရှိရင်ဒီသူတို့ကကစားသမားတွေထဲမှာဆိုလို့ရှိရင်ဆက်ကအနေနဲ့လည်း Granit Xhaka အနေနဲ့လည်း သူအတင်းဟောင်းနဲ့ပြန်လဲရေဆိုင်ရမယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဆက်တလန်အတင်းနဲ့တော့သူတို့ရဲ့အိမ်ခွင့်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ရက်ဒီသူတို့ရဲ့အိမ်ခွင့်ဆော့ဆောက်ရေးရတဲ့တော်တော်ကိုကောင်းမွန်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မို့လဲတစ်ဖက်ကသူတို့နဲ့ကစားရမယ်ပြိုင်ဘက်အတင်းကတည်းကဒီနေ့ရက်ဒီပရီးမီယာလိမှာဆိုလို့ရှိရင်တော့ချက်ပြဖြစ်ဖို့ရည်ပန်းစားနေတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့လဲဆက်တလန်အနေနဲ့တော့ဒီနေ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့အိမ်ခွင့်မှာတစ်ဖက်ကပရီးမီယာလိချက်ပြ သူ့ကိုကြည်ပန်းစားနေတဲ့အာဆင်နယ်အသင်းကိုဘယ်လိုမျိုးဒုက္ခပေးနိုင်အောင်လဲဆိုတာကတော့ကျွန်တော်တို့တွေထပ်ပြီးတော့အတူတကွစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။တစ်ဖက်ကအာဆင်နယ်အသင်းကတော့ဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်တော်တော်ကြောက်စရာကောင်းတဲ့ပုံစံကောင်းတဲ့အတူသူတို့တင်ရဲ့လက်ရှိတင်ထားတဲ့စံချိန်တွေကလည်းတစီပီစီတပွဲပီတပွဲချိုးနေတာကိုလည်းမြင်သူကြီးရပါတယ်။လက်ရှိမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ခန့်စစ်မှာဆိုလို့ရှိရင်ဒီနေ့ဥရဥပတတိုင်လုံးမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ခန့်စစ်ကကဲလီတိုရုံပေါက်တဲ့ခန့်စစ်လို့တော့ တင်စားပြီးပြောရမှာဗျာလက်ရှိအာဆင်နယ်တင်းမှာပဲကစားသမားပဲပွဲတော်တော်ဒီခါစစ်ကြောင်းမှဆိုလို့ရှိရင်အဓိကကစားသမားတွေဖြစ်တဲ့ William Saliba နဲ့ကာဘီယဲအတွဲဦးပဲထားထားဒါမှမဟုတ်ဒူလီယန်ဆလီဘာကိုအောက်ပြီးတော့တစ်ဖက်ကအင်ဂပီတို့ဒီမော်စကယာလိုပဲထားထားဘယ်ခါစစ်ဘူးပဲတုံတုံဗျာအာဆင်နယ်တင်းရဲ့ဒီခါစစ်ရဆိုလို့ရှိရင်အဓိကထွက်လိုက်အမဟုတ်တော့မှဒီအရင်ကစားသမားတွေ ဆိုလို့ရအောင်ပေါ့ဒီနေ့ရက်ဒီမှာမှရောက်စီလာတဲ့ဒီအရာကစားသမားတွေအနေနဲ့လည်းအစင်းနဲ့တင်းမဆိုလို့ရှိရင်အဓိကခြေစွမ်းပြပြီးတော့ခန်းစစ်မှာတော်တော်လေးကိုကောင်းမွန်တဲ့အခြေအနေတွေပြထားတဲ့အတွက်ကြောင့်မို့လဲလက်ရှိအစင်းနဲ့တင်းရက်ဒီကွလဲ့မှာဆိုလို့ရှိရင်လည်းတကယ်ဝိုက်လို့မူလီနိုတို့အပြင်ဒူဘီမန်ဒီတို့ရဲ့အတွေ့အကြုံရတဲ့အတွေ့အကြုံကလည်းဒီနှစ်ရက်ဒီပါဆိုလို့ရှိရင်အာဆင်နယ်တင်းရဲ့ဒီကွင်းလက်မှာဆိုလို့ရှိရင်ခက်စီရောတိုက်စီရောလိုက်ပါ ပတ်ဖို့တဲ့အခြေအနေမျိုးမှဆိုလို့ရှိရင်တော်တော်ကောင်းမွန်တဲ့အခြေအနေမျိုးရှိပါတယ်ဒါတော့မှအာဆင်နယ်ရဲ့ကွင်းလယ်မှာသူတို့ရဲ့ကပတိန်ပတ်တင်ဦးဒီဂါမပါတာအောင်မှဒီလောက်ထိခြေစွဲပြနေတာကိုကြည်ကြည်အဖြစ်အာဆင်နယ်တင်းရဲ့ဒီဒီနေ့ရဒီမှာဆိုလို့ရှိရင်သူတို့အတင်းရဲ့ဆွမ်းဆောင်ကြီးကတော်တော်လေးကိုကြောက်စရာကောင်းလိုက်ပါဒီလက်ရှိမှာဆိုလို့ရှိရင်အာဆင်နယ်တင်းနေတဲ့တော့ဒီနောက်ဆုံးပြဝဲဆုံးမှာဆိုလို့ရှိရင် ုပ်ပွဲလုံးဝမတွေ့ရှိတာလားဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့နိုဝင်ဘာလကုန်ကနေလောက်ကနေပြီးတော့အခုချိန်ထိဆိုလို့ရှိရင်အာဆင်နယ်အသင်းနဲ့တော့နှစ်ဒီကြားထဲမှာဆိုလို့ရှိရင်စက်တင်ဘာအောက်တိုဘာနှစ်လတော့မှအာဆင်နယ်အသင်းအနေနဲ့ဒီပြိုင်ပွဲစုံမှာဆိုလို့ရှိရင်လုံးဝပေကူမရှိဘဲနဲ့တောက်ဆောက်ကြည့်နိုင်ပွဲတွေဆက်ထားတဲ့အာဆင်နယ်အသင်းနဲ့တော့ဒီပွဲစုံမှာရောသူတို့အနေနဲ့တက်တက်လာတဲ့ဆန်တလိုင်းရဲ့အိမ်ဝင်းမှာ အနိုင်ရလောက်ကိုဖော်ဆောင်တော့သွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့တွေတက်ပြီးတော့စောက်ကြည့်ရအောင်ပါဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်တင်းရဲ့အာဆိုင်ရဲ့အကျိုးပေးမှုချက်လောက်ကြည့်လိုက်အောင်။အာဆိုင်ရဲ့အကျိုးပေးမှုမှာဆိုလို့ရှိရင်တော့အာဆင်နယ်တင်းကတော့အခုလောလောဆယ်ရဲ့အစောပိုင်းအကျိုးပေးမှုရဆိုလို့ရှိရင်တော့အာဆင်နယ်တင်းကတော့တလုံးဝင်တဝက်ဆုံးဆိုတဲ့အကျိုးပေးမှုကိုပေးလာပါတယ်။ပုံမှန်တိုင်းကြည့်ပါဆိုလို့ရှိရင်တော့ဒီအာဆင်နယ်တို့အသင်းမျိုးနဲ့ဒီတန်တက်လာတဲ့စန္ဒလန်တို့တတ်တက်တင်းကိုတလုံးဝင်တဝက်ဆုံးဆိုတဲ့အကျိုးပေးမှုကတော့ အမှန်တိုင်းပြောရရင်တော့ပြော့တယ်ဗျာဒါပေမဲ့တော့လည်းအာဆင်နယ်တင်းနေတော့ဒီနောက်ပိုင်းပွဲနာနေလို့ရှိရင်အကျိုးပေးမှုမီးတက်လာလို့ရှိရင်တော့လည်းအာဆင်နယ်တင်းနေတဲ့အနိုင်ရလက်တော့တော့အနေဆုံးသိကြတယ်ဗျာဘာကြောင့်လဲဆိုလို့ရှိရင်အာဆင်နယ်တင်းနေတော့ဒီနောက်ပိုင်းပွဲဒီပရီးမီးယားလိရာဒီစားရဲမန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်တွေကကြည့်လိုက်လို့ရှိရင်အာဆင်နယ်ရဲ့ကစားပုံကဒီတပွဲချင်းစီကိုအာယုံဆိုင်ပြီးတော့အထူးသဖြင့်တော့ကစားပုံမကောင်းကျင်နေပါစေဒီအနိုင်ရလက်ကိုရအောင်ဒီမှာဆိုတဲ့အာဆင်နယ်တင်းရဲ့ဒီကစားပုံ ပေါ်မှုတည်ပြီးတော့ဒီပွဲစဉ်မှာရောအာဆင်နယ်တင်းနေတယ်တော့အနည်းဆုံးတကူလို့မှန်းလို့ရပြီမဲ့လည်းအာဆင်နယ်တင်းနေတယ်တော့ဒီအကျိုးပေးမှုရဟိုပြအနိုင်ရမှဖြစ်မဲ့အခြေအနေမျိုးမှာဒီဘက်ကဆန်နလန်တင်းနေတယ်ဒီနေ့ရည်တန်တက်လာတဲ့အတင်းနေသေးမှဆိုလို့ရှိရင်သူတို့ရဲ့အိမ်ဝင်ဆန်းဆောင်ကြီးရတယ်လက်ရှိပရီးမီးယားလိဆယ်ပွဲကစားပြီးတဲ့အချိန်မှာသူတို့ရဲ့အိမ်ဝင်ဆန်းဆောင်ကြီးအရဆိုလို့ရှိရင်အိမ်ဝင်မှလုံးဝမဆုံးထားတဲ့ဆန်နလန်ရဲ့ခြေစွမ်းကို နိုင်ငံချင်းကျူးရမှာဖြစ်ပါတယ်။ကိုမဲ့တော့လည်းလက်ရှိအာဆီနယ်တေးရက်ဒီနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ငါပြိုင်ပွဲဆုံး၅ပွဲလုံးကိုအနိုင်ရထားတဲ့အတင်းတင်းအနေနဲ့တော့တစ်ဖက်ကဆန်ဒလန်အတင်းတင်းလက်ရှိပြိုင်ပွဲဆုံး၅ပွဲမှဆိုလို့ရှိရင်သူတို့အတင်းတင်းနဲ့တော့ဒီမန်ချက်စတာယူနိုက်တက်အတင်းတင်းတဲ့ဟိုသာဆုံးနေထားပြီးတော့တော့ဆောက်ရလက်တွေကောင်းလာပြီးတော့အပွဲ၃ပွဲနဲ့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာတော့သူတို့ရဲ့အိမ်ပွဲမှာတော့ဒီအပတန်တင်းကိုတည်ကြထားတာပွဲစဉ်ကလွယ်ပြီးတော့ဆန်ဒလန်ရဲ့ဒီဖြစ်ရတဲ့ ဖျက်တက်မှုကိုကြည့်မယ်ဆိုလို့ဆိုရင်သူတို့ရဲ့သူတို့အနေနဲ့တော့ဒီအတင်းကောင်းတွေဖြစ်တဲ့ Chelsea တို့အသင်းမျိုးတွေတပည့် Blackpool တို့အသင်းမျိုးတွေကိုအနိုင်ရလက်ဖော်ဆောင်လာပြီးတော့ Aston Villa လို့အသင်းကောင်းတွေ Crystal Palace လို့အသင်းကောင်းတွေကိုတော့မှသူတို့အနေနဲ့ဒီတည်ခတ်ကန်ထားတဲ့အစနလိုင်းရဲ့ခြေစွမ်းကိုတော့ဒီနှစ်ရည်ဒီမှာတော့တစ်ဖက်ကအာဆင်နယ်တင်းနေတဲ့ဆော့တော်ရမီရတဲ့အခြေအနေမှာသူတို့ရဲ့ဒီစန္ဒလန်တင်းရဲ့အိမ်ပွဲမှာအာဆင်နယ်တင်းနေတဲ့ ဒီကိုပြည့်ရလက်ဖော်ဆောင်သွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့တွေအထူးကြိုးပြုပြီးတော့စဉ်းစားဖို့လိုပါတယ်။ဒါကြောင့်လည်းဆိုလို့ရှိရင်ဒီသတင်းရဲ့ကူပေါင်းကြီးရချိန်ကြည့်မယ်ဆိုလို့ရှိရင်ကူပေါင်းကြီးကလည်းနှလုံးအပြည့်ဆုံးဆိုတဲ့အကြောပြမှုရဆိုလို့ရှိရင်တော့ဒီကူပေါင်းကြီးရလည်းကူများသွားနိုင်မယ့်အခြေအနေမျိုးရှိတဲ့ကြောင့်မို့တစ်ဖက်ကဆန္ဒနဲ့တင်းနေတဲ့သူတို့ရဲ့အိမ်ဝင်းမှာတော့ဒီကခန်းစစ်ကိုအကောင်းဆုံးပြင်ဆင်လာပြီးတော့ no plot deep plot တွေကစားမဲ့အခြေအနေမျိုးမှာအာဆင်နယ်တင်းနေတဲ့ဒီသူတို့ရဲ့ open play တွေကနေပြီးတော့ ်ဘိုးရကိုခတ်ခဲနေတဲ့အချိန်တွေမျိုးမှာဆိုလို့ရှိရင်ဒီတောက်ကဘောတွေစပီတွေလက်ပစ်ဘောတွေကနေလည်းအာဆင်နယ်တင်းနေတာကိုရဘူးအတွက်အခုရေးတွေအများကြီးရှိတဲ့တကြောင်မို့အာဆင်နယ်တင်းနေဘက်ကကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်တင်းနေလည်းတော့ဒီကိုရဘူးအတွက်ဆိုလို့ရှိရင်သူတို့တော့သူတို့စီမှာဆိုလို့ရှိရင် option တွေအများကြီးရှိတယ်ဗျဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်ကိုရဘူးအကောင်းဆုံးစူးစမ်းတတ်တဲ့အာဆင်နယ်တင်းသားတွေရဲ့ကစားပုံတွေရဆိုလို့ရှိရင်လည်းဒီနေ့ရဒီအာဆင်နယ်တင်းနေလည်းဒီလက်ရှိသူတို့တင်းရခန့်စစ်မှာဆိုလို့ရှိရင် အစီပလီမီယာလိဆက်ပွဲကစားပြီးတဲ့အချိန်မှာလည်းအာဆင်နယ်တင်းကြီးရဲ့ဒီခံစစ်မှာဆိုလို့ရှိရင်၃ပွဲသား၃ကိုးသားကိုပြုထားရတဲ့အာဆင်နယ်တင်းကြီးရဲ့ဒီခံစစ်မှာဆိုလို့ရှိရင်တဖက်ကတန်တက်လာတဲ့ဆန်းစလန်းအနေနဲ့အာဆင်နယ်ရဲ့ခံစစ်ကိုခိုးရဖို့အတွက်လောက်ကူတဲ့အခြေအနေမျိုးမရှိတဲ့အခြေအနေမျိုးမှာတော့တဖက်ကအာဆင်နယ်တင်းနေတဲ့ ဆန္ဒလန်ရဲ့အိမ်ဝေးမှာတော့ကစားရမယ့်အခြေအနေမျိုးမှာဆန္ဒလန်အနေနဲ့လည်းဒီပွဲစဉ်မှာတော့သူတို့အနေနဲ့တော့ဒီတိုက်စစ်ကိုလွန်ကြိုကစားမယ့်အခြေအသင့်မျိုးမဟုတ်လို့တဲ့ကြောင့်မို့သူတို့ရဲ့အိမ်ဝေးမှာတော့အဓိကခန့်စစ်ကိုပြုပစ်လာပြင်ပြင်ဆင်လာပြီးတော့ဒီ no block တွေ deep block တွေနဲ့အဓိကခန့်စစ်ကိုအသာပေးပြီးတော့ကစားမယ့်အခြေအနေမျိုးမှာတပ်မကောင်တာတွေနဲ့သာအဆင်နဲ့တင်းကိုဖိအားပေးပြီးကစားမယ့်အခြေအနေမျိုးမှာတော့အဆင်နဲ့တင်းနေတဲ့ဒီ no block deep block ကစားလာမယ့်ဆန္ဒလန်ရဲ့ကစားပုံကိုဟိုရဖို့တော့ အနေနဲ့ရောက်ရမယ့်အခြေအနေမျိုးတွေရှိတဲ့တကြောင်မှုတွေအာဆင်နယ်တင်းနေတဲ့ဒီခိုးပေါင်းကြီးရဆိုလို့ရှိရင်နှလုံးဆုံးဆိုတဲ့ခိုးပေါင်းကြီးကတော့ဘူးနယ်သွားနိုင်မယ့်အခြေအနေမျိုးရှိတဲ့တကြောင်မှုတွေကိုအောက်ကိုပဲအကျိုက်တွေ့မိပါတယ်ဒီနှစ်တင်းရဲ့ဟတ်တူဟာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့တွေ့ဆုံမှုရဆိုလို့ရှိရင်လည်းဒီနောက်ဆုံးအနည်းဆက်ဆုံးတွေ့ဆုံမှုမှဆိုလို့ရှိရင်တော့2023ခုနှစ်လောက်ဆိုလို့ရှိရင်အာဆင်နယ်တင်းနေတော့ဒီ EFL ဘလားမှာတော့ဖွဲ့ဝမ်းဆိုတဲ့ရလနဲ့အနိုင်ရခဲ့တဲ့ကျလက်တခုသာရှိပြီးတော့ဒီသူတို့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ဒီဆန်ဒလန်တမ်မစင်းကအချိန်တော့ကဆိုလို့ရှိရင်တော့ အဆင်နဲ့တင်းနေတော့စနက်လမ်းကိုအသာကြီးယူပြီးတော့ကစားတော်နိုင်ခဲ့ပြီမဲ့လည်းလက်ရှိဒီနှစ်ကာလအပိုင်းကာလအပိုင်းခြားတည်တဲ့တော်တော်လေးကိုကြာသွားပြီဖြစ်လက်တဲ့ကြောင့်မို့လဲလက်ရှိအခြေအနေအရဆိုလို့ရှိရင်လည်းအဆင်နဲ့တင်းရဲ့ကစားပုံနဲ့ဒီစနက်လမ်းတင်းနဲ့နေနဲ့လည်းဒီနေ့ရဒီတက်တက်လာပြီးတဲ့နောက်မှဆိုလို့ရှိရင်တို့ရဲ့ကစားပုံကလည်းပဲတခုမှရှိတယ်လို့တတ်မှတ်လို့ရတဲ့အခြေအနေမျိုးမှဆိုလို့ရှိရင်တို့ကွင်းလေကလက်နေချက်ကရဲ့ ဒီအတင်းအောင်မဲ့ပြန်တွေ့တဲ့ပွဲစီမှာဆိုလို့ရှိရင်သူ့အနေနဲ့ပါလီမန်လုံးပြန်နိုင်အောင်လဲဆိုတာကလည်းကျွန်တော်တို့စိတ်ဝင်စားနဲ့ဆောက်ကြည့်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီပွဲစီမှာဆိုလို့ရှိရင်နှစ်တင်းလုံးရဲ့ကစားဟန်ရတိုက်စစ်ကိုအလွန်ကြုံဖွေးပြီးတော့ကစားတတ်တဲ့အတင်းမဟုတ်တဲ့တဲ့ကြောင့်မို့ခုနောက်ပိုင်းကစားပုံမရဆိုလို့ရှိရင်အရှင်ရဲ့အတင်းနေတော့ဒီပြိုင်ပတ်ရဲ့အမားတွေကိုဆောက်ပြီးတော့စိတ်စစ်စီနဲ့ဒီကစားတတ်တဲ့အချိန်မျိုးမှာအနည်းဆုံးတကူရခဲ့ရင်တော့မှဒီကိုပြတ်မဆုံးနိုင်တဲ့ဆန်းဆန်းလန်းအတင်းနေတယ်လည်း တို့အနေနဲ့ဒီခက်စိကိုပိတ်ပြီးတော့ကစားလာမဲ့ခြေနေမျိုးမှာတော့ကျွန်တော်အနေနဲ့ဒီနှစ်သိမ်းပေါင်းပြုံးကိုနှလုံးဝင်အပြည့်ဆုံးဆိုတဲ့အကြောပြမှုဘိုးပေါင်းကြီးဖွေးလင်းမှုရဆိုလို့ရှိရင်တော့ကိုအောက်ကိုပဲချက်တူပါဒါကြောင့်ဒီဘက်စီမှာတော့ကျွန်တော်အနေနဲ့တော့ကိုအောက်ကိုပဲအကောင်းဆုံးရွေးချယ်ပြလိုက်ရမယ်ကျွန်တော်ဒီရွေးချယ်မှုကကျွန်တော်တကူတည်းတရားဖက်မြေယာရွေးချယ်မှုဖြစ်တဲ့အကြောင်းပို့တယ်ဒီကိုရိုနာအကျိုက်သူမှတလိုက်ပြီးတော့ဆုံးကြပါဗျာအားလုံးပဲတော့ပါဗျာကျွန်တော် channel လေးကိုလည်း subscribe လုပ်တယ် subscribe လုပ်ပြီးတော့အားပေးကြပါဦးလို့တောင်းဆိုပြသည်ကျွန်တော်ညစ်ကိုတွေအားလုံးပဲအဆက်ဆက်ရရအထူးကူးဆက်ရပါခင်ဗျာ